ကံကုန်ရင်ဖះဖူခွင့်မရတော့ဘူးတဲ့ဘုံဘုံတော်တကတယောက်ကလာမိတယ်ဘုံဘုံဖះတဲ့ကောင်းမှုရဲ့အရှင်တတ်သည့်ကုန်တယ်ဆိုတာဘာကိုပြောတာလဲဖះလို့လာရောက်ပြီးတော့မှမေးထားပါတယ်ညဇောဘုရားလက်ထက်ကညဇောဘုရားရဲ့ညီဝန်းခွဲလည်းဖြစ်တာကီဝီမင်းသားတပါးလည်းဖြစ် ရောက်ဖားတော့လဲတော်တဲ့ရှင်ဒီဝရကြီးဟာသန္တနာဘုံတဲကိုဝင်ခါစားက မြတ်စွာဘုရားရဲ့စကားကိုလည်းနားထောင်တယ်။မြတ်စွာဘုရားချမှတ်တဲ့စည်းကမ်းတွေကိုလည်းလိုက်နာကျင့်သုံးတယ်။ဒါမှမဟုတ်ဒီရှင်ဒေဝရာကြီးဟာနှလုံးသွင်းမားတဲ့အခါမှာသူ့မှာပြုခဲ့မှုတဲ့ကောင်းမှုကုသိုလ်တွေကြောင့်ဒီဘဝမှာဇန်တွေတမာပတ်တွေတကူတွေရရှိပါတယ်။နှလုံးသွင်းမားတဲ့အခါမှာတိတ်တထလည်းတကူရှင်ငါလည်းတကူရှင်ပဲ။တိတ်တထလည်းဘုရားလို့တလို့ ငါလည်းဖះလှုပ်လို့ရတယ်ဆိုတဲ့မြတ်စွာဘုရားနဲ့ပြိုင်ဆိုင်မှုတွေလှုပ်လာပါတယ်။အယိတ်နေနေအခက်ချိုးချိုးဆိုတဲ့စကားပေါ့။ယရနာ၃ပါးရဲ့အယိတ်ဆိုတာကချိုးရမှာမဟုတ်ဘူး။ရိုက်ချိုးရမှာမဟုတ်ဘူး။ယရနာ၃ပါးရဲ့အယိတ်ဆိုတာကခိုရမှာဖြစ်တယ်။မြတ်စွာဘုရားရဲ့အယိတ်ကိုချိုးတယ်၊တရားရိတ်ကိုချိုးတယ်၊တန်ခါရိတ်ကိုချိုးတယ်ဆိုတော့သူဟာအာဟုတိုတွေအများကြီးကျူးလွန်ပြီးသားဖြစ်သွားပြီ။ အဲ့လိုကျူးလွန်လိုက်တဲ့အခါမှာသူရရှိထားတဲ့ယာဒုတွေအာနာတွေပါဝါတွေဇန်တွေတမာပတ်တွေတကိုးတွေအကုန်လုံးပျောက်ကွယ်သွားတယ်။ဟုတ်တယ်။ကံကုန်သွားပြီဆိုရင်အကုန်လုံးကောင်းမှုရဲ့အရှိန်တသက်ကုန်နေဆိုရင်အဲ့ဒါပဲ။အကုန်လုံးပျောက်ကွယ်သွားတာပဲ။ဒါနဲ့တင်ပြီးရောလားဆိုတော့ရှစ်ဆက်ပြီးတော့သူကမြတ်စွာဘုရားကိုအမျိုးမျိုးတော်လှန်မှုတွေပုံကံမှုတွေတေချောင်းကြံစီမှုတွေလုပ်ပါတယ်။အဲ့ဒီမှာမြတ်စွာဘုရားကို လောဟိတုတ်ပါရကလို့ခေါ်တဲ့တွေးစိမ့်တဲ့အောင်လုပ်တယ်။ဒီတဲ့ဆိုတာကတန်ဃာတွေတစ်ပါးနဲ့တစ်ပါးမတည့်အောင်တစ်ဖွဲနဲ့တစ်ဖွဲမတည့်အောင်ဂျားတဲ့ကနေဂုံးတိုက်လိုက်တော့တန်ဃာတွေကွဲပြားသွားပါတန်ဃာပေတကာကံကြီးကျွလွန်ပိတာဖြစ်သွားတယ်။မြတ်စွာဘုရားကိုလည်းတော်လံပုံကံတဲ့တီချောင်းလဲကြံစီတဲ့တန်ဃာတွေကိုလည်းအတင်းကွဲတဲ့ကံကြီးပြုလုပ်ပြီးပြီလဲဆိုရော့ဒီဒီဝရဟာအကုသိုလ်တွေကအရန်ကြီးမားတဲ့ကြီးမားလာပြီပေါ့နော်။ ူပြုတ်ပြုတ်သည်။ကံတွေဟာအပေါ်တက်တဲ့ကံမဟုတ်ဘူး။အောက်ကိုချွဲချတဲ့ကံတွေကြီးပဲပြုတ်လို့တော့ရှင်ဒီဝဒကြီးကအဲ့ဒီမှာသွေးပွက်ပွက်အန်တဲ့ယောဂာနဲ့ပဲအဲ့ရတဲ့မှာကိုလာတီတီလဲပါတယ်။အဲ့ရတဲ့မှာလဲပြီလဲဆိုရော့အာကိုတကြီးနဲ့လိုက်ရှာတယ်။ငါ့ကိုဘသူများအရေးပေးနိုင်မလဲ။ငါရဲ့ရွှေမျိုးသားချင်းတွေကများအရေးပေးနိုင်မလားငါရဲ့တပည့်တပန်းတွေကများအရေးပေးနိုင်မလားငါရဲ့တက္ကະတက္ကະမတွေကအရေးပေးနိုင်မလား ဘယ်သူမှအရေးမပေးနိုင်ကြဘူး။ငါရဲ့နောင်တော်ကြီးမြတ်စွာဘုရားမှလွဲပြီးတော့ဘယ်သူမှငါ့ကိုအရေးပေးနိုင်မှာမဟုတ်ဘူးလို့မြတ်စွာဘုရားကိုတရားရတယ်။သူလှုပ်ခဲ့တာတွေကလုံးကုန်ပြီ။ဒါနဲ့တပည့်တွေကိုပြောတယ်ငါမြတ်စွာဘုရားရှိကိုပို့ကြစားမှာကွာ။ငါနောင်တော်ကြီးကိုငါဖူးကျင်လို့နောင်တော်ကြီးရဲ့အရေးမှာခိုကျင်လို့ပါလို့ဆိုတော့တပည့်တွေကလည်းဆရာတဲ့ဇောတုံးကမြတ်စွာဘုရားကိုအမျိုးမျိုးတော်လှန်မှုတွေပုံကံမှုတွေတရားကြံမှုတွေလှုပ်ထားတော့ မြတ်စွာဘုရားကလက်ခံပါမလားဖရာလို့ပြောတော့ဘိုးကွာတဲ့ငါနောင်တော်ကြီးကမြတ်တာတရားကြီးမားပါတယ်တဲ့ပို့မာတာပို့ကြစားမှာလို့အတင်းတင်းတွတ်တွတ်နဲ့ပူဇာတော့အဲ့ဒီမှာသူတပည့်တွေကလည်းညောင်ဆောင်အင်းပြင်ကြီးနဲ့ပေါ့လေရှင်ဒေဝဒါကိုအဲ့ဒီပေါ်မှာတင်းပြီးတော့ထမ်းသွားကြပါတယ်ထမ်းပြီးတော့မြတ်စွာဘုရားရှိတဲ့တာဝတိပြည်စေတဝန်ကျောင်းဘက်ကိုထွက်လာခဲ့ပါတယ်ဒေဝဒါကြီးကျောင်းဘက်ကိုလာတဲ့တဲ့ရင်ကိုရဟန်းတော်တွေကကြားတော့မြတ်စွာဘုရားကိုရှောက်တယ်မြတ်စွာဘုရားဒေဝဒါကြီး စိတ်ကောင်းနေဝင်လာပြီးတော့မြတ်စွာဘုရားကိုလာဖူးတယ်နဲ့တူတယ်ဘုရားအဲ့ဒါအရှင်ဘုရားဖူးဝင်ပေးမလားလို့မြတ်စွာဘုရားကိုရှောက်တော့ချက်သားတို့တဲ့ဒေဝရတ်ဟာငါ့ကိုဖူးခွင့်ကံကုန်သွားပြီတဲ့ငါ့ကိုဖူးခွင့်မရတော့ဘူးကြောက်စရာအမတန်ကောင်းတယ်နော်ဘုရားရိတ်တရားရိတ်တန်ခါရိတ်ကိုချိုးဖြတ်တဲ့ပုံကိုယ်တွေအထူးတတိထားပါလူငယ်တွေအထူးတတိထားပါအခုဒီဟိုတာကြီးကမြတ်စွာဘုရားရဲ့အရေးကိုချိုးတယ်တရားရေးကိုချိုးတယ်တန်ခါရေးကိုချိုးထားတော့ မြတ်စွာဘုရားကိုဖိုးဝင်ကံဂုံပြီလို့မြတ်စွာဘုရားကပြက်ပြက်သားသားမိတ်ပါဒါနဲ့ဒီဒီဟိုရရဲ့တပည့်တွေကလည်းဒီဟိုရကြီးကိုထမ်းပြီးတော့မှတရွတ်ရွတ်နဲ့လာခဲ့တာเจ้าဘဝနာထီရောက်လာတယ်ပေါ့ရဟန်းတော်ဒီကမြတ်စွာဘုရားကိုရှောက်ပြန်တယ်မြတ်စွာဘုရားဒီဟိုရကြီးကတော့တပည့်တို့เจ้าဘဝနာရောက်နေပြီတဲ့ဘုရားလို့ပြပြတလဲလဲနဲ့ပြောတော့ခြေသားတို့တဲ့သူ့ဟာနဲ့သူเจ้าဘဝပဲရောက်ရောက်ဟောဒီဇေတဝန်เจ้าတဲ့ကိုပဲဝင်းလာဝင်းလာငါဘုရားကိုဖိုးခွင့်ကံကုန်ပြီလို့ ဒီလိုမိတ်ပါဒေဝရာကြီးကိုထမ်းလာတဲ့သူတပည့်တပန်းတွေကလည်းပဲမောတာပန်းတာနဲ့အဲ့ဒီကြောင်ဘေးနားလေးကရေကန်မှာပေါ့လေရေဆင်းချိုးကြတယ်ဆရာဒီမှာခဏနေပါဦးတပည့်တို့မောလို့ပန်းလို့အခုဟိုရေချိုးလိုက်ပါအောင်မယ်ပေါ့ရေချိုးဆင်းသွားကြတယ်ရေချိုးဆင်းသွားတာတော်တော်နဲ့ပေါ်မလာအောင်ဒေဝရာကြီးကလည်းစိတ်မရှိဘူးသူကထလို့လည်းမရထိုင်လို့လည်းမရဖြစ်နေအောင်ချင်းနေရ ရှင်ဒေါရာကြီးကလည်းစိတ်မရှိတော့ထကြည့်တယ်။အရင်တော့ကကိုလာလုံးလုံးမထနိုင်တဲ့ဒေါရာကြီးကအခုထလာနိုင်။ထိုင်လာနိုင်တယ်။ထလာနိုင်တယ်။အခြေတော့တွေဆန်းကြည့်တော့လည်းဆန်းလို့ရတယ်။သူကဝမ်းတာနေတာပေါ့။အကောင်းအာယုံလေးတွေနဲ့တွေ့လာတဲ့အခါမှာဝမ်းမတာနဲ့ဘူး။ကောင်းတာတွေဟာဆိုးဖို့အတွက်ဖြစ်တာလေဖြစ်နိုင်ပါလေ။မကောင်းတဲ့အာယုံလေးနဲ့တွေ့လို့လည်းစိတ်ဓာတ်မကြပါဘူး။ မကောင်းတဲ့အာယုံတွေလာတယ်ဆိုတာလည်းပဲကောင်းဖို့အတွက်ဖြစ်လာနိုင်ပါတယ်အခုဒေဝတာကြီးကတော့အဲ့ရဘောကနေပြီးတော့အောက်ကိုခြေထောက်ချကြည့်ခြေထောက်လဲချလို့ရတယ်မတ်တက်ရကြည့်တယ်မတ်တက်လဲရနိုင်တယ်မတ်တက်ရလိုက်တော့ညီကြီးကပူတာနဲ့ဟာညီကြီးကပူလိုက်တာခုံလိုက်တဲ့ခါမှာချီမျက်စိတီညီကြီးတဲ့မြုပ်ဝမ်းသွားတယ်ဒါနဲ့ထပ်ပြီးတော့လှုပ်လိုက်တော့ဒူးစစ်တီမြုပ်သွားတယ်ဒူးစစ်ကနေထပ်မြုပ်လိုက်တော့ခါတီမြုပ်သွားတယ် ခါးကနေထပ်ပြီးတော့လှုပ်လှုပ်ရန်ရန်လှုပ်လိုက်တဲ့အခါမှာလေပင်ထီကိုညှက်သွားတယ်။ဒီလိုနဲ့တဖြည်းဖြည်းနဲ့ရှင်ဒီိုရာကြီးမြေမြိုသွားပါတယ်။ဒါဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားဆိုတဲ့အရေးကိုချိုးခဲ့လို့တရားရဲ့အရေးကိုချိုးခဲ့တဲ့တရားတော်တွေကိုထွေးအံထုတ်ခဲ့တဲ့တရားတော်တွေကိုပြင်မာခဲ့တဲ့တန်ဃာတော်တွေကိုအသင်ခွဲခဲ့တဲ့အတွက် ရှင်ဒီိုရာကြီးကအခုမြေမြိုပါပြီ။ဖြစ်တော်ဘူး။ မြတ်စွာဘုရားရှိတဲ့ဂါနာကုတီเจ้าဘက်ကိုလှဲပြီးတော့အာယုံပြုပြီးတော့သူရှိခိုးတယ်။နောင်တော်ကြီးမြတ်စွာဘုရားတဲ့။တပည့်တော်ရဲ့အသက်ခန္ဓာအယိုးတို့ဟာငရေမိစာဖြစ်တော်မယ်တဲ့။အဲ့တော့မြတ်စွာဘုရားကိုတပည့်တော်ရဲ့ဟောဒီခန္ဓာဟောဒီအတာဟောဒီအသွေးဟောဒီအယိုးတွေနဲ့နောက်ဆုံးအနေနဲ့မြတ်စွာဘုရားကိုတပည့်တော်ပူဇော်ကြောခဲ့ပါတယ်ဘုရားလို့ မြတ်စွာဘုရားရဲ့ကြောင်းဘက်ကိုလဲပြီးတော့ဒီယိုဒာကြီးကဥတိုက်ရှိခိုးပါတယ်။ကောင်းမှုရဲ့အရှိန်တတ်သည့်တွေကုံသွားပြီဆိုရင်နောက်ဆုံးကိုယ်မှာရရှိထားတဲ့ယာဓုတွေအာနာတွေပါဝါတွေတကိုးတွေဇန်တွေတမာပတ်တွေယာဓုတွေအာနာတွေပါဝါတွေဇန်တွေတကိုးတွေအကုန်လုံးဟာပျောက်ကွယ်သွားတတ်ပါတယ်။ကိုယ်မှာရှိတဲ့စီးစိမ်အုပ်ဆာတွေကလည်းပဲ ောင်းမှုရဲ့အရှိန်သတ်သည့်ဂုံပြီဆိုရင်အကုန်လုံးဟာပျောက်ကွယ်သွားတတ်ပါတယ်။ဒါဟာအထူးသတိထားစရာဖြစ်ပါတယ်။အခုရှင်ဒေဝဒါကြီးကလည်းပဲအမတန်တနာစရာကောင်းပါတယ်။ဘုရားရဲ့သာသနာတော်နဲ့လည်းကြုံတယ်။ဘုရားနာမှာလည်းနေရတယ်။ဘုရားရဲ့အရေးကိုလည်းခိုးရတယ်။တရားတွေလည်းနာကြားရတယ်။တန်ဃာတော်ကြီးရဲ့အရေးကိုလည်းပဲခိုးရတယ်။ဒါပေမဲ့လို့သူဟာဘုရားဆိုတဲ့အရေးကိုအရေးနေနေအခက်ချိုးချိုးလုပ်တယ်။တရားဆိုတဲ့ဟာတွေကို ်မထီမဲ့မြင်လို့တယ်ထွေးအံကစားပြစ်တယ်တန်ဃာတော်တွေကိုလည်းမထီမဲ့မြင်လို့တယ်တင်းခွဲပြစ်တယ်ဆိုတော့သူ့ရဲ့ကံကုံသွားတာဖြစ်တဲ့အတွက်မြတ်စွာဘုရားကိုဖူးခွင့်လုံးဝမရတော့ပါဘူးအာကုတလံတာဝိဇဒုက္ခဝိပါကလက္ခဏာတဲ့အာကုတလံအာကုတောတိတာဝိဇအပြစ်နဲ့တကွာဖြစ်တယ်ဒုက္ခဝိပါကလက္ခဏာမကောင်းတဲ့အကျိုးကိုလည်းပေးတယ်တဲ့ဘုရားရိတ်တရားရိတ်တန်ခါရိတ်ချိုးခဲ့တဲ့ပို့ကိုတွေဟာ အပြစ်နဲ့တကွာဖြစ်တဲ့အတွက်အကျိုးပေးတဲ့ခါမှာလည်းပဲဒီဘဝမှာလည်းမကောင်းတဲ့အကျိုးကိုပေးတတ်တယ်။နောက်တမလွန်ဘဝမှာလည်းမကောင်းတဲ့အကျိုးတွေကိုပေးတတ်ပါတယ်။ဒါကြောင့်မို့လို့ဖျားဖူးခွင့်ကံကုံအောင်တော့မလုပ်ကြပါနဲ့လို့ပြောခြင်းပါတယ်။အားလုံးပဲကိုယ်စိတ်နဲ့ပါကြမ်းမာချမ်းသာတော်မူကြပါစေ။